အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာမြတ်ကိုဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်တို့ကလေးတွေဟိုချိုလိန်ဆုပ်တဲ့ဟာကိုဘယ်လိုမျိုးစနစ်တကျအသုံးပြုရမလဲဆိုတော့အကြောင်းအရာများကိုစနစ်တကျပြောပြသွားမှာဖြစ်ပါတယ် အဲ့လို့ဆိုတော့ကျွန်တော်ပထမအအောင်သူ့ရဲ့ကောင်းကျိုးကပါလဲဆိုတော့ကလေးတွေကချိုလိန်ဆုတ်တဲ့ချိန်ညာရင်သူတို့ကစိတ်လုံခြုံမှုရှိတယ်။ဘာလို့လဲဆိုတော့ကလေးငယ်လေးကြတော့ရုတ်တရက်ဆိုတအားလန့်တတ်တယ်။အဲ့လိုမျိုးအချိန်မှာဆိုတော့ချိုလိန်ဆုတ်ထားရဲဆိုရင်သူတို့မှာစိတ်လုံခြုံမှုရှိတယ်။တခါတစ်ချိန်အမေကဘေးနားမှာမရှိတဲ့အချိန်အပြင်ခဏလေးထွက်သွားတယ်။ဒီနောက်ဖေးသွားတာတော့ဘာလို့ချိန်ကြရင်လိုမျိုးချိုလိန်မဆုတ်ထားပဲရုတ်တရက်အတန်တစ်ခုကြာရဲဆိုလန့်သွားတာမျိုးတွေရှိတယ်။အဲ့လို့ဆိုတော့အဲ့လိုမျိုးအချိန်တွေမှာဆိုလေကျွန်တော်တို့ကဒီချိုလိန်ကို ယာယီပေါ့နော်ခဏတစ်ဖြုတ်ချိုလင်းတက်ပေးထားခြင်းအပြင်လည်းအကျိုးရှိပါတယ်။နောက်တစ်ခုကကြတော့တချို့ကလေးတွေကအညာကြီးခံနေကြရင်ကြီးကြတာမျိုးတွေဟိုအိတ်ဟိုတိတ်ဖို့အတွက်နည်းနည်းခက်တာမျိုးတွေရှိရခြင်းညာရင်ကလေးလေးကိုချိုလင်းဆုပ်ချင်တယ်ဆိုချိုလင်းလေးထည့်ထားတဲ့ချိန်ကျတော့ချိုလင်းကိုဆုပ်ရင်ဆုပ်ရင်လည်းအချိုလင်းအာယုံဆိုင်ရင်လည်းအိမ်မောကြပြီးအိပ်ပျော်သွားတာမျိုးလည်းရှိပါတယ် နောက်တစ်ခုကကျတော့ကျွန်တော် sudden infant death syndrome ဆိုတာရုတ်တရက်ကလေးငယ်များကွယ်လွန်ခြင်းပေါ့နော်အသက်ရှူလမ်းကြောင်းပိတ်သွားပြီးတော့အဲ့လိုမျိုးကွယ်လွန်ခြင်းကိုလည်းဒီချိုလိန်ဆုတ်ခြင်းအဖြစ်ကာကွယ်နိုင်ကြောင်းသူတည်တနာစာရန်တွေအများကြီးတွေ့ရပါတယ်အဲဒါဘာကြောင့်မှန်သူ့ရဲ့ဖြစ်ဒီကဖြစ်စဉ်ဘာကြောင့်မှမသိပေမဲ့လေချိုလိန်ဆုတ်ခြင်းအပြင်သူကကလေးရဲ့အသက်ရှူလမ်းကြောင်းကိုပွင့်နေတဲ့အတွက်ကြောင့်ရုတ်တရက်အဲ SIDS ကိုဟိုဖြစ်ချင်းမှလည်းကာကွယ်ပေးနိုင်ပါတယ် အဲဒါကတော့အရင်အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ကလေးတွေကိုကောက်ွက်ဆေးထိုးတဲ့အချိန်တို့တခြားအဲ့လိုမျိုးကုသမှုတစ်ခုပြုလုပ်တဲ့အချိန်မှာကလေးတွေအရင်ငိုမှဆိုလို့စိတ်ပြောင်းလဲတစ်ခုဖြစ်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ချိုလိန်လေးတက်ထားခြင်းအပြင်သူဒီချိုလိန်မှာပဲအယုံဆက်တဲ့ခြင်းညာရင်တခါလေကျန်ကောက်ွက်ဆေးထိုးတာတို့သွေးဖောက်စစ်တာမျိုးတို့အဲ့လိုမျိုးကိစ္စရက်တွေစိတ်ကုသမှုကိစ္စရက်တွေအတွက်အများစွာအထောက်အကူပြုနိုင်ပါတယ်။ အဲနောက်တစ်ခုကကြတော့ဒီကျွန်တော်တို့တခြားအဲ့လိုမျိုးပေါ့နော်သူအပြင်ခေါ်သွားတဲ့အချိန်ကျရင်လည်းသူကိုတက်ပေးထားခြင်းအပြင်လည်းငိုတာတတစေနိုင်ပါတယ်အဲ့လိုဆိုတော့ကောင်းကျိုးတွေမကဘူးကျွန်တော်တို့ pacifier ဆိုချင်ရင်ဆိုးကျိုးတွေလည်းရှိပါတယ်။ဘာလဲဆိုတော့ကျွန်တော်အမေနို့တိုက်တာအနောက်ရက်ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ခလေးကချိုးလိန်ကိုပဲဆုပ်ပါများရင်ချိုးလိန်မှာပဲသွား အာဒီသားဖြစ်သွားပြီးတော့ဟိုအမီနိုဆိုတဲ့ချိန်ကျရင်ဟိုမဆိုးကျင်တယ်လို့ဆိုးကျင်တယ်လို့ဒါမှမဟုတ်အချိန်အချိန်အကြာကြီးနိုမဆိုးတာမျိုးတွေဖြစ်တတ်ပါတယ်ဟိုဘာကြောင့်လဲဆိုတော့သူက no ရဲ့ဆုပ်ယူမှုအားနဲ့ဒီ pacifier ဆုပ်တဲ့ဒီ suction flow ကမတူတဲ့အတွက်ကြောင့်ဖြစ်တာဖြစ်ပါတယ်နောက်တစ်ခါကျတော့သွားနဲ့ပတ်သက်တဲ့ဒီအခက်အခဲကြဘယ်လိုဖြစ်လဲဆိုတော့ဒီ pacifier ကိုကျွန်တော်ကလေးနှစ်နှစ်သုံးနှစ်အထိအသုံးပြုရတယ်ဆိုရင်ကလေးကအရှိသွားတွေလန်သွားတယ်အပေါ်တော့အောက်သွားမထိတာမျိုးတွေဖြစ်တတ်ပါတယ်။သွားထက်တာတွေဖြစ်တတ်တယ် အဲ့တော့အင်္ဂလိပ်လိုဆို dental open bite လို့ခေါ်တယ်။သွားထက်တာကကျတော့ dental crowding လို့ခေါ်တယ်။ဒါပေမဲ့အဖြစ်အများဆုံးက dental open bite ဖြစ်နိုင်ပါတယ်။အဲ့လိုဖြစ်သွားပြီဆိုရင်နောက်ဆက်တဲ့ပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။နှက်ခမ်းစီးလို့မရတာမျိုးတို့၊စကားမပြေတာမျိုးတို့အဲ့လိုမျိုးကိစ္စတွေဖြစ်နိုင်တဲ့ကြောင်၃နှစ်၊နှစ်နှစ်၃နှစ်ထိသုံးလို့မသင့်ပါဘူး။နောက်တစ်ခုကကျတော့ဒီလိုမျိုး pacifier ဆွယူမှုအားများတဲ့အချိန်ကျရင်ကျွန်တော်တို့နားထဲမှာဒီလိုမျိုး fluid pressure တွေအပြောင်းအလဲဖြစ်တဲ့အချိန်ကျရင် နားရဲ့အလေပေါ့နော်ဒီ middle ear လို့ခေါ်တယ်အဲ့မှာရောင်ရမ်းခြင်းနေပိုးဝင်သွားခြင်းနေဖြစ်တတ်ပါတယ်အင်္ဂလိပ်လို့ဆို otitis media လို့ခေါ်တယ်အဲ့လိုမျိုးဟာတွေဖြစ်တတ်တဲ့အကြောင်းခုနလိုမျိုးကျွန်တော်တို့နှိရှည်လာများ pacifier ဆုပ်ယူခြင်းကိုမပြုလို့ရင်အဲ diet don't up ပါတယ်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒီဒီနားမှာပတ်သက်တဲ့ infection တွေဖြစ်သွားရင်စိတ်ကူးသားမှုခံယူရနိုင်တဲ့အတွက်ကြောင့်ပေါ့နော်နောက်တစ်ခါကျတော့တစ်ခါလေးကျရင်ကျွန်တော်တို့မိဘတွေအနေနဲ့က ဒီမိသွားပြီးတော့ဒီလို pacifier လေးတွေကိုဟိုကြုံရနေရာမှာချထားတာမျိုးတွေရှိတယ်အဲ့လိုမျိုးချထားခြင်းညာရင်ဂျမ်းမြင်မှာချထားရဆိုခလေးကပြီးရင်ပြန်ဆုတ်လိုက်တယ်ဆိုရင်ဟိုဖုန်နေသေးတွေနဲ့ပိုးဟိုပိုးဝင်သွားနိုင်တဲ့အတွက်ကြောင့်ကိုက pacifier ဆုတ်ပြီးသွားတာ ਨੇ သူ့ဘူးလေးထဲမှာထည့်ပြီးတော့တေချာလေးပိုတက်ဖို့လိုအပ်ပါတယ်နောက်မှဆိုရင်ကျွန်တော်တို့ခလေးကခလေးရဲ့ကိုယ်ခံအားအရင်နှုတ်တဲ့အတွက်ကြောင့်ဟိုယောဂပိုးမွားတွေ bacteria virus တွေဝင်သွားမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော် နောက်တစ်ခုကကြာစကားမပြီးခြင်းပေါ့နော်စကားမပြီးခြင်းကကြတော့ဘာရဲ့နောက်ဆက်တဲ့လက္ခဏာလဲဆိုတော့ပထမအိုးအရှိကကျွန်တော်ပြောခဲ့တယ်ဒီအဲ open pipe ပေါ့နော်တော့အပေါ်တော့အောက်တော့မစီတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာဖြစ်ပါတယ်အပေါ်တော့အောက်တော့မစီခြင်းညာရင်ဒါစကားမပြီးတာမျိုးဖြစ်တယ်ပြီးတော့တချို့ကျွန်တော်တို့အခေရတွေအတန်ထွက်လို့မရတာဖြစ်နိုင်တယ်အဲအဲ့လိုမျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့အာဒီ pacifier ကိုလိုအပ်တဲ့အချိန်ထက်ပိုပြီးမဆုတ်ဖို့အရေးကြီးပါတယ်အားလုံးကျေးဇူးများအိတ်တင်ပါတယ်